မင်္ဂလာပါခင်ဗျာတနင်္လာရီတနင်္လာရီစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကိုဒဝဲဝဖွဲသားတကစီစဉ်တင်ဆက်ထားတာပါဒီနေ့တင်ဆက်ပေးမယ့်တဲ့ရင်တွေကတော့တိတ်ခွန်ရောတိုက်ပွဲမှာစစ်မှုထမ်းအသက်တွေပို့အတုံးပြူလာတဲ့တဲ့ရင်ငလင်တန်တင့်ဒီတာတို့အပါဝင်နိုင်ငံအနှံအခြေခါမဟုတ်မူရွာနိုင်တဲ့အကြောင်းတကြံကာလအတာအိုးရှောင်းအားကြာလာတဲ့အခြေအနေတကြံနီလာချိန်ပိန်နဲ့ပုံပြင်မှာဦးဒီစိတ်တက်လာတဲ့တဲ့ရင် ငလီချောင်းထိခိုက်သေးဆုံးမှုနောက်ဆုံးအခြေအနေတွေစားတဲ့တရင်တွေကိုပြောပြပေးမှာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ကုသွေးရေးလမ်းကဒေခွန်ရွာအနီးဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာစစ်မှုထမ်းတပ်သားတွေပုံမှုအတိုးပြုလာတယ်လို့တွန်လိုင်းတပ်ဖွဲ့ဝင်တွေနဲ့မြင့်မြင့်တွေ့သူတွေကပြောပါတယ်။ မနက်နေ့ရှိနေကရေဖြူရစကောင်းစီဖြူဟာကုန်းကနေဒေခွန်ကျော်ကိုစစ်ကူသွားတဲ့စစ်ကြောင်းမှာစစ်ကောင်းစီတတတဲ့တရားကြောပါလာတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ဒါပြင်ပပြောင်းခူလိုလာတဲ့စစ်ကောင်းစီတတတွေကလည်းဒေခွန်ကျော်တိုက်ပွဲမှာတန်တန်းစစ်တတတဲ့တွေပို့အတိုးပြုလာတယ်လို့ပြောပါတယ်။ထိုင်းပြည်မှာနေဆက်ကူသွေးလမ်းဖြစ်တဲ့တင်းနေတဲ့မော်တော်လမ်းကိုပြန်ထိချိုးဖို့အတွက် စစ်ကောင်စီတပ်ကဒိတ်ခွန်ရွာနဲ့အနေဝန်ကျင်ကိုစစ်ကြောင်းထိုးနေတာအခုဆိုရင်တော့လာကြောနေပြီဖြစ်ပါတယ်။ဒါကြောင့်မို့ဒိတ်ခွန်ရွာနီလာရှိကျေးရွာတွေမှာလည်းတိုက်ပွဲတွေတောက်လျှောက်ပြင်းထန်နေပါတယ်။မနက်နောက်ဆိုပတ်မှာဖြစ်တဲ့ဒိတ်ခွန်ရွာတိုက်ပွဲမှာတန်ရာရတဲ့စစ်ကောင်စီတပ်သားတွေများပြားခဲ့တယ်လို့ဆိုပါတယ်။ငလင်းတန်းတင်ခဲ့တဲ့တိုင်းနယ်ပြည်နယ်တွေအပေါင်းအဝင် မြန်မာနိုင်ငံအနှံ့ပြားမှာအခြေခံမဟုတ်မိုးရွာနိုင်တယ်လို့စက်ကောင်စီရဲ့မိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနကဧပြီလ၂ရက်နေ့မှာထုတ်ပြန်သတိပေးထားပါတယ်။ကပလီပင်လယ်ပြင်နဲ့ပင်ကလာပင်လယ်အော်ကလေနွေးနဲ့တရုတ်ပြည်ပေါ်ကလေပြင်းအားကြီးရဝံဒေသကနေရွှေ့လာတဲ့လေတွေတွေ့ဆုံမှုနဲ့အရှိဘက်ကလာတဲ့လေပွေလိုင်းတွေရဲ့အရှိချောင်း အခြေခံမှုမိုးရွာတော်နိုင်တယ်လို့ဆိုထားပါတယ်။ဧပြီလ၂ရက်ကနေ၅ရက်အတွင်းတင်းတင်းသားကြီးတိုင်း ကင်းနဲ့မော်ပြီးနေမှာနေရာကျဲကျဲနဲ့နေရာစိစိအမိုးရွာမှာဖြစ်တယ်လို့ငလီတန်ခံရတဲ့နေပြီးတော့မန္တလေးတိုင်းစကိုင်းနဲ့ရှမ်းပြည်နယ်တွေအပြင် ကျန်တဲ့တိုင်းပြည်နယ်ရခုမှာလေနေရာကွက်ကြားနဲ့နေရာကျဲကျဲမိုးရွာမယ်လို့မိုးစလာကခံမှန်းထားပါတယ်နေရစောပွားစေးပြီးရှောင်းရတဲ့ဇွာတွေများလာတာကြောင့်တကြံအတာအိုးရှောင်းဝဆက်တိုက်ကြလာတယ်လို့ဒိုဝေမျိုး ။အိုလုံရက်ကွက်ကအိုလုံငန်းလုပ်တဲ့သူတချို့ကပြောပါရယ်။စစ်ကောင်စီကစင်မှုထံအတွဲအာရမဖန်စီနေတာကြောင့်လူငယ်လူရွယ်တွေပြပထွက်ခွာမှုပိုများလာတယ်လို့စစ်ပွဲနဲ့လေကြောင်းတက်ခဲမှုတွေကြောင့်လေနေရစွန်ခွာတာတွေတနေ့တဲ့တနေ့ပုံမှုမြင့်တဲ့အလားလိုအတအိုးရောင်ကကြာလာတာလို့ဆိုပါရယ်။ကိုဗစ်မတိုင်ခင်ကတနေ့ဆိုရင်တချမ်းအတအိုးအလုံးကြီး9000လောက်ရောင်ရပေမဲ့ အဲ့ဒီနောက်ပိုင်းမှာတော့တနေ့တည်းတနေ့တိတိတသားရောင်းအားကြာလာတယ်လို့အိုရိုသူတွေကပြောပါတယ်ခုနှစ်တကြံရဲ့နီလာချိန်မှာအိုအလုံးကြီးနှစ်တောင်းကျော်ပဲရောင်းရသေးတယ်လို့အိုလုံငန်းလုပ်တဲ့အမျိုးသမီးတဦးကပြောပါတယ်အတာတကြံအိုတလို့ကိုဖောက်တဲ့စီကျက်900ရှိပြီးဒဝဲခရိုင်ဘလောဘိန်းနဲ့ကောတောင်းမျိုးတို့အထိလက်ကပြန်ဖြူရောင်းချကြတာပါ စစ်ပွဲကြောင့်တနင်္လာနေ့တနင်္လာကိုစီတယူပို့ဆောင်ဖို့လက်မဆက်သွေးအခက်ခဲရှိလာပြီးတန်စာခအစီအွေမြင့်တဲ့နေတာကြောင့်လေပစ္စည်းဝယ်သူနေလာတယ်လို့အုတ်ထုတ်လူတွေကပြောပါတယ်တကြံနီးလာပြီးဖြစ်လို့ပိန်နဲ့ပုံပြင်းမျိုးနေတွေမှာအိုတီစီတလာတယ်လို့ဒေတာကန်တွေစီကတည်ရပါတယ်အခုနိဆန်ဘိုက်ကအိုတီတလို့ကိုကြက်တူထောင်လောက်ရှိတာကနေ လက်ရှိအချိန်မှာကျန်း9000လောက်အထိဈေးတက်သွားတယ်လို့ဆိုပါတယ်။တကြံကာလမှာအိုဒီနဲ့လောက်တဲ့အမှုတွေကိုလှူဒါန်းနေရှိတာကြောင့်အိုဒီလိုအပ်ချက်အများတဲ့အရာတွေလေးဖြစ်ပါတယ်။ဒါပြင်တင်းနှိုင်းတိုင်ရဲကနေရအများစုမှာနေမီမအေချမ်းတာနဲ့ဇာတိဝရုချင်းတွေကြောင့်အိုဒီအထွေနေပြီးရှားပါနေတယ်လို့အိုဒီကိုတဲ့တချို့ကဆိုပါတယ်တဲတဲကတခြားမျိုးနဲ့အများစုမှာလဲတိုက်ပွဲနဲ့စစ်ကြောင်းထိုးတာလို့ကြောင်း ဂျွန်ဆွန်မျိုးနယ်ကထွက်တဲ့အိုဒီကိုပဲအဓိကထားဝယ်ယူရောင်းချနေရတယ်လို့အိုဒီကွန်တဲတွေစီကသိရပါဗျ။အာလွန်ပြတန်တဲ့ငလီတန်ကြောင့်မြန်မာနိုင်ငံမှာတေချေပြည့်စည်မှုတွေလွန်များပြပြီးလူများပြဟာလေးပြိုကျနေတဲ့အဆောက်အဦတွေထဲပေးမိနေကြဆဲဖြစ်ပါတယ်။ဧပြီလ3ရက်မနေ့အထိစကောင်းစီထုတ်ပြန်တဲ့စင်အရာ သိဆိုးသူ2000ကျော်ရှိပြီးဒဏ်ရာရသူ4600ကျော်နဲ့ပျောက်ဆိုးသူ400ကျော်ရှိနေပါတယ်။ဒီလိုငရင်းတန်းခါရခြေစစ်ကောင်းစီကလေကြောင်းတပ်ထမ်းမှုတွေဆက်လုပ်နေတာကြောင့်နိုင်ငံတကာကဝေဖန်တည်တင်းတာတွေရှိခဲ့ပြီးအခုလိုတရေစင်ကာလာမှာအပေးရကြဖို့လည်းတိုက်တွန်းကြပါတယ်။အခုရက်ပိုင်းတွင်မှာတော့အမျိုးသားညီညွတ်ရေးအစိုးရစစ်ကောင်စီအပါအဝင်လက်နက်ကိုက်တပ်ဖွဲ့တွေကအပေးရကြောင်းကြေညာထားကြပါတယ်။ ခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်မြန်မာနိုင်ငံသားများကပ်ဘေးပေါင်းကနေမြန်ဆိုလွတ်မြောက်နိုင်ပါစေလို့ဒေဝဝရဝမ်းတော်သားတွေကဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ